တတဝါတွေကိုချဲလဲနေတဲ့မကောင်းစုအကုသိုလ်တရားတွေထက်ကမစ္စရိယအကြောင်းကိုမာယူမတန်းကြရမှာဖြစ်တယ်။တမန်နေ့ကအိတ်တာမနာလိုမှုအကြောင်းကိုဟောကြားခဲ့တယ်။ဒီနေ့မစ္စရိယအကြောင်းကိုဟောကြားပြရမှာဖြစ်တယ်။မစ္စရိယကိုမြန်မာလူမျိုးတွေက ဝွန်တိုမှုလို့ဘာသာပြန်ကြတယ်မနာလိုဝွန်တိုအိတ်တာနဲ့မစ္စရိယကိုတွဲပြီးတော့ဘာသာပြန်တာမနာလိုတာကအိတ်တာဝွန်တိုတာကမစ္စရိယအဲ့ဒီမှာတော်တော်များများအတိဘယ်ကောက်နားလည်မှုလွဲတာရှိတယ်မစ္စရိယဝွန်တိုမှုဆိုတာနဲ့ပတ်သက်ပြီးတော့မိမိပစ္စည်းကို မပေးရမလူရနှမျောနေတာကိုမစ္စရိယလို့ထင်နေကြတာမိမိပစ္စည်းကိုတွေ့တန်းနေတာမလူခြင်းတာနှမျောနေတာမျိုးကြတော့လောဘဘက်ကိုရောက်သွားတာမစ္စရိယနဲ့မဆိုင်မိမိပစ္စည်းကိုနှမျောတယ်မိမိပစ္စည်းကိုမလူခြင်းကိုမပေးခြင်းကိုမစွန့်ခြင်းကိုအဲ့ဒါကမစ္စရိယနဲ့မသက်ဆိုင်ဘူး လောဘနဲ့ပဲသက်ဆိုင်။ဒါကြောင့်ဒါနလုပ်တဲ့ပုဂ္ဂိုလ်တွေဟာလောဘကိုပယ်တဲ့ရရောက်တယ်လို့ဒီလိုနားလည်ကြ။မိမိတို့ပစ္စည်းပေါ်မှာမိမိတို့ကတွေ့တာနေမဲ့ပယောစဉ်ဖြစ်နေမဲ့ဆိုရင်စွန်လို့ကိုလူတန်းဖို့ဆိုတာမဖြစ်နိုင်ဘူး။အဲ့တော့ဆုံးတော့တယ်လူတန်းတယ်ဆိုတာဒီပစ္စည်းအပေါ်မှာတွေ့တာမှုကိုလည်းဖြစ်တတ်ရရောက်တယ်ပေါ့ ဒါကြောင့်မိမိပစ္စည်းကိုတွေ့တာနေခြင်းမမောနေခြင်းဒါကြောင့်မစွန့်ခြင်းမလူခြင်းမပေးခြင်းတာအဲ့ဒါကမစ္စရိယမဟုတ်ဘူးလောဘအဲ့ဒါဆိုရင်မစ္စရိယကဘာလဲလို့မေးရင်သူများစီမမရစေခြင်းတာမဖြစ်စေခြင်းတာအဲ့ဒါမစ္စရိယကိုရသလိုသူများကိုမရစေခြင်းဘူးကိုမှရှိသလိုသူများကိုမရှိစေခြင်းဘူး ကိုမှဖြစ်တယ်လို့သူများကိုမဖြစ်စေချင်ဘူးအဲ့ဒါမစ္စရိယသဘောအဲ့တော့မစ္စရိယဆိုတာစပေတဲမှာမအင်ညေတံအစ္စရိယဟောတုဒီမစ္စရိယဒီလိုမျိုးဖွင့်ဆိုတာအင်ညေတံအခြားပုဂ္ဂိုလ်တွေစီမှာအစ္စရိယအောဘွေတွေမဟုတ်တူဖြစ်ပါစေနဲ့။ငါမကြည့်မှုဘုံကံကြည့်မှုလလဘပေါ်မှု တက္ကရကမအရှင်ယံပေါ်များမှုအရာတွေကသူ့စီမံမရှိပါစေနဲ့မဖြစ်ပါစေနဲ့အဲ့တော့သူများကိုမရှိစေချင်တာမဖြစ်စေချင်တာမရစေချင်တာအဲ့ဒါမစ္စရိယသဘောကုပ္ပစီကိုနှမျောတာကကြတော့လောဘနော်ပစ္စည်းကိုနှမျောလို့မဟုတ်ဘူးသူ့ကိုရဖို့မရစေချင်တာနော်သူ့ကိုရဖို့မရစေချင်တာအဲ့ဒါကမစ္စရိယသဘောငါပဲရရမယ်သူများမရစေရဘူး ာမှာပဲရှိရမယ်သူ့မှာမရှိစေရဘူးဆိုတော့အဲ့ဒါမစ္စရိယသဘောပဲပေါ့အဲ့တော့ဇာပေထဲမှာမစ္စရိယ၅မျိုးပြဆိုထားတယ်နံပါတ်၁ကအာဝါဒမစ္စရိယလို့ခေါ်တယ်အာဝါဒမစ္စရိယဆိုတာနေစရာနဲ့ပတ်သက်ပြီးတော့ သူများကိုမရစေချင်တာငါမှာပဲရှိရမယ်သူများမှာမရှိစေရဘူးယဟန်နေဆိုလို့ရှိရင်လဲကိုเจ้าကို သူများမနေစေချင်ဘူးသူများမနေစေချင်ဘူးသူများမလာစေချင်ဘူးအဲ့ဒါအာဝါဒမစ္စရိယသဘောပဲကိုအရာကိုဒေတာမှာ သူများလာတာမကြိုက်ဘူးသူများနေတာမကြိုက်ဘူးကိုထိုင်ကုန်မှာသူများထိုင်တာမကြိုက်ဘူးကိုအိမ်ရာမှာသူများအိမ်တာမကြိုက်ဘူးသူများကိုမအိပ်စေခြင်းဘူးသူများကိုမနေစေခြင်းဘူးသူများကိုမလာစေခြင်းဘူးအာဝတာမစ္စရိယတဘောအဲ့တော့ကိုနေရာကို မလာစေခြင်းတိုင်းတော့အာဝါဒမစရိယလို့ဒီလိုမျိုးတိတိကျကျမှတ်လို့မရပြန်ဘူး။ယဟန်ဆိုးတွေမို့လို့အကျင့်မကောင်းတဲ့ပုဂ္ဂိုလ်မို့လို့ကိုယ်အိမ်တဲကိုမလာစေခြင်းဘူးကိုယ်ခြံတဲကိုမလာစေခြင်းဘူးကိုယ့်ရဲ့ကိုယ်ဒေတာကိုမလာစေခြင်းဘူးအဲ့ဒါကအာဝါဒမစရိယမဟုတ်ဘူး။နော်အကျင့်ပြတဲ့ပုဂ္ဂိုလ်တွေမို့လို့ဇာရိတမကောင်းလို့မလာစေခြင်းလားအဲ့ဒါအာဝါဒမစရိယနဲ့မသက်ဆိုင်တော့ဘူးပေါ့။ အတိမအလိမ္မာပညာလို့ပဲဆိုရမှာဖြစ်တယ်။အကျင့်မကောင်းလို့သူ့ကြောင့်တခြားသူတွေအကျင့်ပြတ်သွားမှဆိုလို့မနေစေချင်တာမလာစေချင်တာအဲ့ဒါကအာဝတ္တမစ္စရိယနဲ့မသက်ဆိုင်ဘူး။နော်အတိအလိမ္မာဉာဏ်ပညာစီမံခန့်ခွဲမှုပညာလို့ပဲဆိုရမှာ။အလိုမမဟုတ်ပဲနဲ့အကျင့်ကောင်းပါရဲ့တဲ့နဲ့စိတ်ဓာတ်တွေကောင်းပါရဲ့တဲ့နဲ့ ို့နေရာကိုမလာစေချင်တာကိုအကြောင်းတိုက်ကိုမလာစေချင်တာကိုအချံကိုအိမ်ကိုမလာစေချင်ဘူးအဲ့ဒါကြတော့မစ္စရိယဖြစ်သွားပြီပေါ့နော်အကြောင်းဦးဇင်းတို့မလာစေချင်ဘူးဆိုတဲ့နေရာမှာနှစ်ပိုင်းခွဲရမှာဖြစ်တယ်ပေါ့အချင်းရုပ်လို့မကောင်းလို့မလာစေချင်တာအကုသို့မဟုတ်ဘူးအချင်းကောင်းမှရဲ့သားနဲ့စိတ်သားကောင်းမှရဲ့သားနဲ့တက်တက် သူ့ကိုမနေစေချင်တာမလာစေချင်တာမျိုးဆိုရင်တော့မစ္စရိယသဘောဒီအဲ့တော့အာဝါဒမစ္စရိယဆိုတာနေရာနဲ့ပတ်သက်ပြီးတော့ငါမာတာရှိစေငါမာတာရစေသူများမရှိစေသူများမရစေချင်တာအဲ့ဒါအာဝါဒမစ္စရိယဘုရားလက်ထက်တုန်းကဘောဓိမင်းသားဆိုတာရှိတယ်ဘောဓိမင်းသားကပညာရှင်တွေကိုခေါ်ပြီးတော့ဒီဇိုင်းဆန်းဆန်းနဲ့ သူနေဖို့အိမ်တိမ်ဆောက်လုပ်တယ်။ကဘာပေါ်မှာသူနဲ့အလားတူတအိမ်မှမရှိစေရဘူး။သူ့လိုဒီဇိုင်းမျိုးသူ့လိုအိမ်မျိုးဒီကဘာပေါ်မှာတအိမ်တည်းပဲရှိရမယ်။အဲ့ဒီလိုမျိုးဆောက်တာအိမ်ကအလွန်ခမ်းနားကြီးကျယ်ပြီးတော့ဘိုးဘော်ကိုပြန်တက်တော့မယ့်အတိုင်းပဲအလွန်ကြီးကျယ်ခမ်းနားတဲ့အိမ်တစ်ဆောင်ပြီးသွားတယ်။အဲ့ဒီမှာသူ့မှာအဝါဒမစ္စရိယတစ်ခုဖြစ်လာတယ် ဒီလိုအိမ်မျိုးတွေဘယ်သူစီမှမရှိစရာဘူးငါမှပဲရှိရမယ်ဒီပညာရှင်သည်တခြားတထေးတကြွယ်တွေတခြားမင်းညင်မင်းသားတွေကခေါ်ပြီးခိုင်းရင်ငါလိုအိမ်မျိုးတွေစောက်ပေးနေအောင်ပါအဲ့တော့ဒီပညာရှင်ကိုလက်စတုံးရမယ်တပ်ပလိုက်ရမယ်ကြောက်ဖို့ကောင်းအောင်အဝါဒမစ္စရိယဟာ ကြီးကျယ်တဲ့ဒုစရိုက်အမှုတွေကိုလုံခြုံဖို့အတွက်အကြောင်းတွေဖြစ်လာတယ်။ပညာရှင်ကိုနော်တပ်ဖြတ်ဖို့အထီကိုကြံစီတယ်။သူ့လိုအိမ်မျိုးသူ့မှာပဲရှိရမယ်တခြားသူမရှိစေရဆိုတော့အာဝါဒမစ္စရိယပဲပေါ့။ဒီဒီဇိုင်းဒီပုံစံတွေတခြားသူမှာမရှိရ။အဲ့ဒါအာဝါဒမစ္စရိယပဲ။ကြံကောင်းခြင်းတော့အဲ့ဒီသတင်းကိုပညာရှင်ကြီးကကြားသွားတဲ့အခါမှာအဲ့ဒါထပြေးလျောက်သွားတယ်ပေါ့။ အတမခံနိုင်ရအောင်နော်တခြားနေရာမှာသူ့လိုအိမ်ကိုဆောက်ပေးနေမှာဆိုလို့အဲ့ဒီပညာရှင်ကြီးကိုတက်ဖို့ကြိုးစားတာအဲ့ဒါအာဝါဒမစ္စရိယအခြေခံတဲ့သဘောပဲပေါ့ဒီကောင်းပြီတော့ကြောင့်ဒီမစ္စရိယတရားဟာအပေကိုဆွဲချနိုင်တယ်ပေါ့နော်ဒါကြောင့်သောတာပန်တွေဟာအိတာမစ္စရိယကိုလည်းအကျွင်းမဲ့ပတ်သက်တယ်လို့အထက်ကရာကျမ်းတွေမှာဖွင့်ဆိုတယ်ဒီနေ့ခေတ်တချို့ညင်းနေကြတယ် သောတာပန်မှာအိဋ္ဌမစ္စရိယရှိလားမရှိလားဆိုတာမရှိဘူးနော်အိဋ္ဌတို့မစ္စရိယလို့ဆိုတာကအပယ်ဆွဲချနိုင်တယ်နော်သောတာပန်မှာအတ္တိတို့အပယ်ချနိုင်တယ်အိဋ္ဌတရားမစ္စရိယတရားမရှိဘူးလို့မှတ်ရမယ်ဒါကြောင့်အထက်ကရာဆရာကြီးကအိဋ္ဌပန်ယောစဉ်မစ္စရိယပန်ယောစဉ်တွေကိုသောတာပတိမဉဏ်နဲ့ပယ်တတ်တယ်လို့ကျန်ကန်နေမှာဖွင့်ဆိုထားတယ်။သဘောတပံဖြစ်ရင်မနာလိုမှုတွေဝန်တုံမှုသဘောတွေကင်းတယ် အဲ့တော့မနာလိုမှုသဘောဝန်တိုမှုသဘောရှိသေးရင်တော့တောတာပဲမဟုတ်သေးဘူးလို့ပဲကောက်ချက်ချရမှာဖြစ်တယ်ပေါ့ဒီနေ့ခေတ်တချို့ကတောတာပန်လို့အမိခံထားတယ်ဒိတ်သားတွေကတောတာပန်လက်မှတ်ပေးလိုက်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာဟိုသူ့ကိုမနာလိုဖြစ်ဒီသူ့ကိုမနာလိုဖြစ်ဟိုသူ့ဘောမမစ္စရိယဒီသူ့ဘောမစ္စရိယတွေဖြစ်အဲ့ဒီတော့ကိုယ့်ရဲ့တောတာပန်ယာတွေ့ကိုလည်းအချမခံနိုင်ဘူး ဲ့တော့မလုပ်တယ်လဲဆိုတော့ပိတကယ်စာကပဲမားတယ်လို့ဖြစ်သွားပြန်ရောနော်အကယ်၍ပိတကယ်စာကိုအတီယူမယ်ဆိုရင်သူဒီသောတာပန်မဟုတ်တော့ဘူးပဲသူသူတဏ္ဍမှာအိတ်တမစ္စရိယဖြစ်နေတာကိုနော်အိတ်တမစ္စရိယဖြစ်နေတာစာပေထဲမှာကသောတာပန်တွေအိတ်တမစ္စရိယမဖြစ်ဘူးပြောတယ်သူကဖြစ်နေတယ်အဲ့တော့ငါတော့အမှားမခံဘူးမှားချင်းမှားရင်စာပဲမှားဆိုပြီးတော့အထက်ကရာကပဲအမှားဆိုတဲ့ပုံစံမျိုးနဲ့ပြောလာကြတာလေတွေ့ရတယ် ဦးဇင်းတို့နားနဲ့ဆက်ဆက်ကြားမှုတဲ့အဲ့လိုတခါကြီးတယောက်သူကရိတ်တာတကူကအထုတ်ပြီးတော့သောတာပန်ဖြစ်လာတယ်။ဒါပေမဲ့သူတန်တန်မှာအဲ့လိုအိတ်တာမစ္စရိယသဘောလေးတွေတွေ့ရတယ်။အဲ့တော့ပိဋကတ်ထဲမှာသောတာပန်တဲ့အိတ်တာမစ္စရိယပယ်တယ်လို့ပြောတယ်ဆိုတာအမှားကြီးပေါ့လို့ဖြစ်တော့ဒါဦးဇင်းတို့ကိုယ်တိုင်နားနဲ့ကြားမှုတာပိဋကတ်ကိုပယ်ဖို့ကြိုးစားတာအလွန်အန္တရာယ်များတဲ့ပေါ့နော်အလွန်အန္တရာယ်များတဲ့သာသနာဖြတ်တဲ့အန္တရာယ်ပဲ။ မုဒ္ဒသာသနာအန္တရယ်ပဲအဲ့တော့တကယ်ဆိုလို့ရှိရင်ဩဒါဆိုရင်ငါတော့တတ်မယ်မဟုတ်သေးဘူးလို့ကုကကိုသဘောပေါက်ပြီးတော့ဆက်လက်ကြင်ကြအထောက်ကြရမှာလीမဟုတ်ဘူးငါတော့တတ်ပန်းအဲ့တမင်းစရိယမပယ်ဘူးဒီတော့စာမားတယ်ဖြစ်သွားတယ်စာမမားပါဘူးเนาะစာမမားပါဘူးအေးကောင်းပြီဒါကြောင့် အပေကိုဆွဲချနိုင်တဲ့အိတ်တာမစ္စရိယမနာလိုမှုသဘောဝန်တုံးမှုသဘောကိုသောတပန်ဖြစ်ရင်ပယ်ပါပြီနော်ဒီကောင်းမီတာနံပါတ်1အာဝါဒမစ္စရိယနေရထိုင်ခင်းနေနဲ့ပတ်သက်ပြီးတော့မမတာရှိစေသူများမရှိစေနဲ့သူများမရစေနဲ့သူများမနေစေနဲ့ဆိုတဲ့ပုံစံပဲကောင်းပြီနောက်တစ်ခါနံပါတ်2ကုလမစ္စရိယလို့ခေါ်တယ် ိုတငယ်ချင်းကိုမိတ်ဆွေတွေကိုကိုနဲ့ပဲခင်စေခြင်းနဲ့သူများနဲ့မပတ်သက်စေခြင်းသူများနဲ့မခင်စေခြင်းနဲ့နော်ကိုအမျိုးတွေကိုညီကိုမောင်နှမတွေကိုမိတ်ဆွေတွေကိုသူများနဲ့ပေါင်းသင်းတာကိုမကြိုက်ဘူးသူများနဲ့မပတ်သက်စေခြင်းသူများနဲ့မခင်စေခြင်းကိုသူများနဲ့မချစ်ခင်စေခြင်းနဲ့မစရိယသဘောလေးဘုန်းကြီးတွေဆိုရင်လည်းကိုတက္ကະတက္ကမပဲသူများကိုကိုးကွယ်မှာသူများကိုလှူမှာကိုမလိုလားဘူး ိမိမိပါဆွေမျိုးညာတကတကမအောင်းတကတကမတွေကငါ့ကိုသာကိုးကွယ်ရမယ်ငါ့ကိုသာလူရမယ်သူများမကိုးကွယ်စေနဲ့သူများမလူစေနဲ့တခြားเจ้าမသွားစေနဲ့အဲ့ဒါဟာကုလမစ္စရိယပဲသိကြောက်ဖို့ကောင်းပါတယ်နော်အဲ့လိုမှမဟုတ်ပဲနဲ့စောစောကပြောတယ်လို့နှစ်ပိုင်းခွဲယဟန်ရုပ်တွေအကျင့်ပြတဲ့ပုံကိုယ်တွေကိုကုကွယ်မိမှာဆိုလို့ ချင်းကမိမာဆိုလို့တားတာမျိုးကိုတော့ကုလမစ္စရိယလို့မခေါ်ရဘူးပေါ့ဒါသူတို့အပေါ်မှာထားတဲ့မေတ္တာစေစနာတွေပဲနော်မကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပေါင်းသင်းပြီးတော့အကျင့်ပြသွားမှဆိုလို့ဒီပုဂ္ဂိုလ်နဲ့မပေါင်းနဲ့ဘသူစီကိုမသွားနဲ့လို့ပြောတာဒါမစ္စရိယနဲ့မသက်ဆိုင်ဘူးအလုံးမမဟုတ်ပဲနဲ့သူများရဲ့ပေါင်းသင်းမှာကိုစိုးရိမ်တာသူများကိုကူးကွယ်မှာကိုစိုးရိမ်တာသူများကိုလှူမှာကိုစိုးရိမ်တာ ဲ့ဒါဆိုရင်တော့ကုလမစ္စရိယဖြစ်ပါပြီ။အဲ့ဒါနှစ်ပိုင်းခွဲပါနော်။နောက်တစ်ခုကကြတော့လာဘမစ္စရိယလို့ခေါ်တယ်လက်လာဘပတ်သက်ပြီးတော့မစ္စရိယဖြစ်တာ။ဒီလိုလက်လာဘမျိုးတွေငါးမာတာရှိစေရမယ်။သူများမှမရှိစေရဘူး။ငါးမာတာရရမယ်သူများမရစေရဘူး။ဒီလိုဗရန်ပစ္စည်းမျိုးငါမှပဲရှိရမယ်သူများမှမရှိစေရဘူးအဲ့ဒါလာဘမစ္စရိယသဘောပဲပေါ့ ဲ့လိုမှမဟုတ်ပဲနဲ့တခါလေးမှဥစ္စာလို့ရဟန်းငယ်လေးတွေဒီလိုပစ္စည်းတွေကင်ပြီးတော့ဒီလိုပစ္စည်းတွေရလာရင်ပျက်စီးသွားနိုင်တယ်။ဦးစင်းလေးတွေပျက်စီးမှဆိုလို့ကိုရင်လေးတွေပျက်စီးမှဆိုလို့မရစေချင်တာ။နောက်ခုနပြောသလိုဒါစေကနာမေတ္တာတွေပေါ့။ခုပမာယနေ့ခေတ်တချို့ဖုန်းတွေကင်ပြီးပျက်စီးတယ်။အင်တာနက်တွေသုံးပြီးပျက်စီးတယ်။အဲ့တော့သူတို့ကအင်တာနက်မသုံးစေချင်ဖုန်းမသုံးစေချင်ဘူး။ ဖုံးမကိုင်းစေခြင်းဘူးဒါကမစ္စရိယနဲ့မသက်ဆိုင်တော့မစ္စရိယမဟုတ်တော့သူတို့ပျက်စီးမှဆိုတဲ့မေတ္တာတို့စေတနာတို့ပြောရမှာပေါ့နော်အလိုမှမဟုတ်ဘဲနဲ့တသက်ကိုသူ့လက်ထဲမှာအဲ့ဒီပစ္စည်းကိုင်းတာကိုမကြိုက်ဘူးမမြင်ချင်းနော်ဒီပစ္စည်းမျိုးငါမှပဲရှိရမယ်သူ့မှာမရှိစေရဘူးလူတွေဆိုရင်လည်းဒီလိုကားမျိုးသူ့မှာမရှိရဘူးဒီလိုအိမ်မျိုးသူ့မှာမရှိရဘူးဒီလိုအဝတ်အစားဒီလိုဖုန်းဒီလိုပစ္စည်းသူ့မှာမရှိရဘူး ။ငါမှပဲရှိရမယ်။ဒါမျိုးကောင်တော်မှအချင်းချင်းမိတ်ဆွေအချင်းချင်းဖြစ်တတ်တယ်။ဟုတ်။အဲ့တော့လာဘမစ္စရိယပစ္စည်းလက်လာဘတွေနဲ့ပတ်သက်ပြီးတော့ငါသာရစေသူများမရစေနဲ့ငါမှသာရှိစေသူများမရှိစေနဲ့ဆိုတဲ့သဘောပဲ။ဘုကုပစ္စည်းကိုလူရမှနှမျောတာမျိုးကိုမစ္စရိယမခေါ်ဘူးနော်။အဲကလောဘနဲ့ပဲဆိုင်တယ်။သူများကိုရဖို့မရစေချင်တာ။သူ့စီမှာရှိဖို့မရှိစေချင်တာ။အဲဒါကိုမစ္စရိယခေါ်တာနော်။ နောက်ဝန္နမစ္စရိယတဲ့နံပါတ်၄ကဝန္နမစ္စရိယဆိုတာကကျောအစင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေခုံတိတ်ခါနဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုမှပဲရှိစေရမယ်သူမှမရှိစေရအောင်ကိုသာရုပ်အစင်းလှပရမယ်သူများမလှစေရအောင်ခုံတဲ့နဲ့ပတ်သက်ပြီးလဲကိုပဲနာမည်ကြီးရမယ်သူများနာမည်မကြီးစေရအောင်အဲ့ဒါမစ္စရိယဝန္နမစ္စရိယလို့ခေါ်တယ်ဝန္နဆိုတာ ျုပ်အစင်းကိုလည်းပြောတယ်ခုံတရင်ကိုလည်းပြောတယ်ကိုကနာမည်ကြီးရမယ်သူနာမည်မကြီးစေရအောင်ဒါမျိုးပေါ့နော်ကိုပဲနှားရမယ်သူများမနှားစေရအောင်သူများနှားမှာကိုမလိုလောက်သူများနာမည်ကြီးမှာကိုမလိုလောက်အဲ့ဒါကိုဝါနမစ္စရိယခေါ်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ဓမ္မမစ္စရိယအတတ်ပညာတွေနဲ့ပတ်သက်ပြီးဖြစ်စေပေါ့နော်လက်မှုပညာဆက်မှုပညာအမှုပညာဘယ်ပညာရဲ့နဲ့မဆို ငါပဲတိငါပဲတက်ရမယ်သူများမတိစေရသူများမတက်စေရဆိုတဲ့ပုံစံပဲမဆရာဖြစ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းတပည့်တွေကိုပညာသင်တဲ့အခါမှာအကုန်မသင်ပေးဘူးဆရာစားချန်ထားတယ်အဲ့ဒါဓမ္မမစ္စရိယပဲပေါ့ကိုထက်နော်တာသွားမှာကိုမလိုလားဘူးကိုထက်တိသွားမယ်ကိုထက်ပူတော်သွားမယ်ကိုထက်ပူတက်သွားမှာကိုမလိုလားဘူးအဲ့တော့နည်းနည်းတပည့်ချန်ထားတယ်ဆရာစားချန်ထားတယ်အဲ့ဒါဓမ္မမစ္စရိယသဘောပဲတကယ်ချင်းအရှင်းချင်း စာပြပေးတဲ့အခါမှာလဲသူကအမှတ်ကောင်းသွားမှာကိုမလိုလားလို့မဆုစာအုပ်တွေမပေးဘူးနော်မဆုစာအုပ်တွေဝတ်ထားတယ်ကျူရှင်ကောင်းကောင်းနေဆရာကောင်းကောင်းနေရှိရင်လည်းမညွန်ကြဘူးဒါဓမ္မမစ္စရိယသဘောတွေပဲနော်စာရိပါတိမေးလာခိုင်းရင်လည်းကောင်းကောင်းမမချင်းပြဘူးမသိသလိုလိုလုပ်နေတယ်ဝဲလည်းကြောက်ပဲလုပ်နေတယ်ကောင်းကောင်းမမချင်းပြဘူးကောင်းကောင်းမပြောပြဘူးပြောပြဖို့ကြုံလာပြီဆိုရင်လည်းချိန်ထိန်ချန်ထားမယ် အဲ့ဒါတွေအားလုံးကဓမ္မမစ္စရာတွေကြည့်ပဲဓမ္မမစ္စရာတွေကြည့်ပဲငါသာသိရမယ်ငါသာတက်ရမယ်ငါလောက်ဘယ်သူမှမသိစေရငါလောက်ဘယ်သူမှမတက်စေရဆိုတာပဲအဲ့သဘောတွေရဓမ္မမစ္စရာသဘောတွေပဲပေါ့ဒါလောကမှာအဖြစ်များတယ်တော့နော်နံပါတ်၁နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်။နံပါတ်၂အပေါင်းအသင်းဆွေမျိုးတက္ကရာကမတွေနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်။ နံပါတ်3လက်လာပန်းနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်မှာနောက်ခုံးတဲ့ရုပ်အစင်းနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်မှာနံပါတ်5ကတော့ခုနအတက်ပညာအသိပညာတွေနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်နေပေါ့အဲ့တော့စာပေကျမ်းဂန်ထဲမှာရလက်တွေ့ဘဝမှာရောဒီမစ္စရိယ၅မျိုးကဘယ်သူတွေအဖြစ်များလဲဆိုဘုန်းကြီးသီလရှင်တွေအဖြစ်များတယ်။တော့လက်တွေ့ဘဝမှာရောစာပေထဲမှာရောဘုန်းကြီးသီလရှင်တွေတော်တော်အဖြစ်များတယ်။ ဒီမစ္စရိယ၅မျိုးပါလူတွေမှာမဖြစ်ဘူးမဟုတ်ဖြစ်တယ်လူတွေထက်ဘုန်းကြီးတွေမှာပူတွေ့ရတယ်သီလရှင်တွေမှာပူတွေ့ရတယ်ဒီမစ္စရိယ၅မျိုးကလူတွေလည်းဖြစ်တာပဲပေါ့နော်တရားကမာရီတန်တယ်မှာလည်းဒီမစ္စရိယတွေကဖြစ်တာပဲအေးအဲ့တော့ဒီမစ္စရိယတရားပြီးအပယ်ကိုဆွေးချနိုင်လောက်အောင်ဒီကိုအင်အားကြီးတယ်လို့နားလည်ကြအောင်ညကဘာကြီးဘာဖြစ်လို့မငြိမ်းချမ်းလဲလို့မေးလိုက်ရဲ့ ဲ့ဒီအိတ်တန်နဲ့မစ္စရိယပဲတရားခံအိတ်တန်မစ္စရိယပဲတခါတော့ကသကြမင်းကြီးကမြတ်စွာဘုရားကိုမေးတယ်ရှင်ဘုရားတတဝါတွေဟာချမ်းသာခြင်းကိုလိုချင်ကြတယ်ချမ်းသာခြင်းကိုတောင်းတကြတယ်ဒါပေမဲ့ဘာလို့ဒုက္ခရောက်နေတာလဲလိုချင်တာကချမ်းသာရလာတာကဒုက္ခဘလို့ဖြစ်ရတာတော့ရှင်ဘုရားချမ်းသာခြင်းမှလျက်နဲ့မချမ်းသာကြပဲဒုက္ခတွေရောက်နေကြတယ် အဲ့ဒါဘာကြောင့်လဲဖခင်ရဲ့ဖြေရချင်းတယ်ဘသူကြောင့်မှမဟုတ်ဘူးအိတ်သားနဲ့မစ္စတရားကြောင့်ပဲတတဝါတွေရဲ့တန်တမာရှိနေတဲ့အဲ့ဒီမနာလိုမှုဝန်တုံမှုအိတ်သားမစ္စတရားကြောင့်ပဲသူများအောင်မြင်တာကိုမကြားချင်ဘူးသူများကြီးပွားတာကိုမမြင်ချင်ဘူးဒါအိတ်သားလीနော်မနာလိုမှုဆိုတာသူများအောင်မြင်တာကိုမြင်ကိုမမြင်ချင်တာကြားကိုမကြားချင်တာသူများကြီးပွားတာကိုမြင်ကိုမမြင်ချင်တာကြားကိုမကြားချင်တာ ဲ့တော့မအောင်မြင်အောင်မကြည့်ပေါအောင်ချက်လို့ပြည့်စည်လှုပ်ချတော့တာပဲလေချက်လို့ပြည့်စည်လှုပ်ရတော့နော်မစ္စရိယသဘောနော်ငါမှပဲရှိရမယ်သူလို့မှမရှိစေရဘူးငါပဲလှုပ်မယ်သူများမလှုပ်စေရဘူးနော်သူများကိုလှုပ်ခွင့်မပေးဘူးသူများကိုပိုင်ဆိုင်ခွင့်မပေးဘူးသူများကိုရပိုင်ခွင့်မပေးဘူးငါပဲလှုပ်မယ်ငါပဲရစီရမယ်ငါမှပဲရှိရမယ် ဆိုတော့အဲ့လိုမျိုးအိတ်တာမစ္စရိယတွေကြောင့်တဝူးကိုတဝူးအောင်မြင်ခွင့်မပေးဘူးကြီးပွားခွင့်မပေးဘူးထောက်ပံ့မှုမပေးဘူးမြစ်တွင်မှုမပေးဘူးပေါ့ဖြတ်လို့ဖြည့်စီလုံနေကြတာပေါ့နော်တဝူးကိုတဝူးဖြတ်လို့ဖြည့်စီတစ်ခွက်ကိုတစ်ခွက်ဖြတ်လို့ဖြည့်စီတနိုင်ငံနဲ့တနိုင်ငံဖြတ်လို့ဖြည့်စီအိတ်တာမစ္စရိယတွေဖြစ်နေတယ်မတို့နိုင်ငံသားကြီးပွားရမယ်သူများနိုင်ငံမကြီးပွားစေရမတို့အဖွဲ့စည်းရတာကြီးပွားရမယ်သူများအဖွဲ့စည်းမကြီးပွားစေရမတို့မျိုးရွာသားကြီးပွားစေရမယ်သူများမျိုးရွာမကြီးပွားစေရ ။ငါတို့မိသားစုကကြီးပွားရမယ်၊သူများမိသားစုမကြီးပွားစေရ။ဘာသာကြီးပွားရမယ်၊သူများမကြီးပွားစေရ။ဒီသဘောတွေအားလုံးဟာနော်ကဘာကြီးမငိမ့်ချမ်းခြင်းအကြောင်းတရားပဲပေါ့။ဒါကြောင့်လစ်စွာဘုရားကတတဝါတွေဟာချမ်းသာမှုကိုလိုချင်ကြပြီမဲ့ဆင်းရဲရောက်နေတယ်ဆိုတာအဲ့ဒီလိုမနာလိုမှုဝန်တုံမှုလို့ခေါ်တဲ့အိတ်တာမစ္စရိယအကြောင်းပဲလို့ဘုရားရှင်ဖြေကြားတော်မူခဲ့တယ်။ဒါကြောင့်အလွန်ဆိုးရတဲ့ဟောဒီအိတ်တာတရားမစ္စရိယတရားကို ပယ်သက်ဖို့ကြိုးစားကြမှာဖြစ်တယ်။ကဘာကြီးငိမ့်ချမ်းစီခြင်းလဲဆိုရင်အားလုံးဒီအိတ်တာမစ္စရိယကိုပယ်နိုင်ဖို့ကြိုးစားကြမှာဖြစ်တယ်။ဘာမျိုးမာကလုံးစီတော်ဘုရားကြီးရတဲ့တိုက်တွန်းထားတယ်။အခုလိုမြတ်စွာဘုရားသာသနာနဲ့ကြုံခိုက်တရားအသိအမြင်တွေရရှိကြတော့ဘဝမှာအရင်လုံးရုံမှာဆိုရတဲ့ဟောဒီအိတ်တာမစ္စရိယတရားကိုပယ်နိုင်မှဖြစ်မယ်။အခုလိုသာသနာထွန်းကားတဲ့ကာလအသိအမြင်တွေရရှိနေတဲ့အခါမှာ ဆိုးဝါးတဲ့ဒီအိတ်တန်နဲ့မစ္စရိယကိုမပယ်နိုင်ကြရင်တော့အပယ်သွားဖို့လားပြင်ကြတော့တဲ့အရှင်တော်ကြီးကနော်တတိပေးထားပါတယ်နော်အပယ်သွားဖို့လားပြင်ကြတော့ဒါကြောင့်ဘသူကိုမှလညုံမထိုးနဲ့မိမိတို့တန်တန်မှရှိတဲ့အဲ့အယုံညာတရားဖြစ်တဲ့အိတ်တန်တရားမစ္စရိယတရားကိုပယ်ဆဖို့လားကြိုးစားကြနော်ကိုယ်တန်တန်မှမပယ်နိုင်ကိုမင်းချမ်းသူ့တန်တန်မှမပယ်နိုင်သူမင်းချမ်းဘူးပဲဒါကြောင့်ငြိမ်းချမ်းခြင်းတဲ့ပုဂ္ဂိုလ်တိုင်း ဟိတ်တာမစ္စရိယကိုပယ်ခွာဖို့စူးစမ်းကြရမှာဖြစ်တယ်လို့နားလည်စေချင်ပါတယ်။အဲကြောင့်ဒီနေ့အလို့ချင်များနဲ့ဒီကဓမ္မမစ္စရိဒီဓမ္မမေဆွေများအားလုံးတတဝါတွေကိုဒုက္ခပေးနေတဲ့တရားများစွာတွေကရုံညံ့ဆိုးွားတဲ့အိတ်တာတရားမစ္စရိယတရားကိုပယ်တတ်နိုင်ကြပြီးတော့ဖျားဆုံးမှာတော့အတိုင်းလောကအကျိုးသာသနာအကျိုးကိုပယ်ဖို့နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း Thank <laughs> <laughs> you.